အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ဝမ်မြမာ travel and tour ဆိုရင်တော့2022ခုနှစ် August လကနေစတင်ခဲ့တာဆိုရင်ယခု2025မှာဆိုရင်တော့73နှစ်တိုင်တက်ရှိခဲ့ပြီပဲဖြစ်ပါတယ်ယခုရက်တည်လာခဲ့တဲ့73နှစ်တာကာလမှာဆိုရင်တော့ညီမတို့ဝမ်မြမာ travel and tour မှာဆိုရင်ဗုဒ္ဓဂ ਾਇ ယခီးစဉ်များခြားသောနိုင်ငံခြားတို့ခီးစဉ်များအပြင်ဗီဇာလျှောက်ထားပေးခြင်းလုပ်ငန်းတွေပြည်တွင်းပြည်ပလင်းလက်မှတ်ရောင်းချပေးခြင်းခီးသောအမခံရောင်းချပေးခြင်းအပြင်ကိုမှထိုင်းနဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့စေယုံဝန်ဆောင်မှုတွေဒါအပြင်ကိုမှနိုင်ငံခြားတင်မောခီးစဉ်တွေကိုပါစီစဉ်ဆောင်ရွက်ပေးခဲ့တာဆိုရင်ယခုထပ်တည်တိုင်ပဲဖြစ်ပါတယ်ရှင်ညီမတို့ ဝင်းမာထရာဗယ်ယာဆိုရင်တော့ထိုင်းတန်ယုံရဲ့အတော်ရိုက်အေဂျင့်အဖြစ်တရားဝင်ဗီဇာလျှောက်ထားခွင့်ကိုရရှိခဲ့ပြီးတော့ထိုင်းဗီဇာပေါင်းများစွာကိုလည်းအောင်မြင်စွာနဲ့လျှောက်ထားပေးခဲ့နိုင်တာပဲဖြစ်ပါရှင်။မြန်မာတို့ဝင်းမာထရာဗယ်အနေနဲ့ထိုင်းဗီဇာများကိုအတော်ရိုက်ရရှိပြီးတဲ့အချိန်ကနေစတင်ပြီးတော့စတစ်ကာဗီဇာအနေနဲ့ လူဦးရေစုပေါင်း19,900ကိုအောင်မြင်စာနဲ့လျှောက်ထားပေးနိုင်ခဲ့ပြီးတော့ယခု e-visa ကိုပြောင်းလဲသွားတဲ့အချိန်မှာဆိုရင်လည်းလူဦးရေစုစုပေါင်း2,590ကိုအောင်မြင်စာနဲ့ဆက်လက်လျှောက်ထားပေးနိုင်ခဲ့ပြီးပဲဖြစ်ပါရဲ့ရှင်။ယခုအချိန်ဒီညီမတို့ဝန်ကြီးမှ travel အနေနဲ့ဝန်ဆောင်မှုပေးနေတဲ့ Thai visa မျိုးစားလေးတွေကိုရှင်းပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ Thai visa မျိုးစားတွေဖြစ်တဲ့ tourist visa, dia, student visa, eg နဲ့ ed plus, business visa, nan b ဝပါမီဖရန့်စကေးဝါကနန်အိုင်ဘီနဲ့နန်ဝဗီဇာမျိုးစားတွေဖြစ်တဲ့ရတားယာမန်ဂျပန်တန်ဂါရီယာဗီဇာများပါဝင် DTV ဗီဇာများကိုလည်းအောင်မြင်စွာရှောက်ထားရယူပေးနိုင်ခဲ့ပါတယ်ရှင်။ ထိုင်းဗီဇာလျှောက်ထားဖို့အတွက်ဝန်ဆောင်မှုရယူတဲ့နေရာမှာလည်းအမှန်တကယ်ယုံကြည်စိတ်ချလို့ရပြီးတော့မိမိရဲ့လိုအပ်ချက်နဲ့အညီလိုက်ပါကူညီဆောင်ရွက်ပေးနိုင်တဲ့အမှန်တကယ်ဝန်ဆောင်မှုပေးတဲ့ယုံကြည်စိတ်ချတဲ့ကုမ္ပဏီတစ်ခုကိုတော့ရွေးချယ်ဖို့လိုအပ်ပါမယ်နော်။မြန်မာတို့ဝိုင်းမှာ travel အနေနဲ့ဗီဇာလျှောက်ထားမယ်။ customer ရဲ့လိုအပ်ချက်နဲ့ကိုက်ညီရဲ့ဗီဇာမျိုးစားတွေကိုတခြားကစီစီအကြံပေးပြီးတော့တရားရကိုင်းတော့အောင်မြင်စွာဗီဇာလျှောက်ထားပေးနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ယနေ့ထိတိုင်အောင်မြင်စွာနဲ့ယက်တည်နေနိုင်ခဲ့တဲ့ဆိုလဲမမပါဘူးနော်။ဒါကြောင့်ထိုင်းဗီဇာလျှောက်ထားမယ်ဆိုရင်တော့တရားရကိုင်းတော့အောင်မြင်စွာလျှောက်ထားပေးနေတယ်။မြန်မာတို့ရဲ့ဝိုင်းမှာ travel ကိုအခု te de la para, ¿no?